မေရိကန်သမ္မတဒေါ်နယ်ထရန့်ဟာအစ္စရေးနဲ့ဟာမတ်စ်တို့ကြားဆေးဆက်ညှိနှိုင်းခဲ့တဲ့နိုင်ငံကောင်းဆောင်များနဲ့အတူအီဂျစ်မှာကျင်းပတဲ့အစီအဝေးတစ်ခုမှာဂါဇာအပြည့်အခက်ရေစရေသဘောတူညီချက်ကိုလက်မှတ်ရေးထိုးခဲ့ကြောင်းသိရပါတယ်။အီဂျစ်နိုင်ငံအရှေ့ပိုင်းရှမ်းအေရှိမှာမနေ့ကကျင်းပခဲ့တဲ့အစီအဝေးကိုနိုင်ငံပေါင်း20ကျော်မှနိုင်ငံကောင်းဆောင်များတက်ရောက်ခဲ့ကြပါတယ်။အစ္စရေးဝန်ကြီးချုပ်ကတော့ဂျူအာလရဲ့ကြားရောက်နေတာကြောင့်အစီအဝေးတို့မတက်ရောက်ခဲ့ပါဘူး။အစီအဝေးအတွင်းမှာထရန့်ကငြိမ်းချမ်းရေးအစီအစဉ်နဲ့ပတ်သက်ပြီးယုံကြည်မှု ှုရှိကြောင်းဆက်လက်အကောင့်ထေပေါ်သွားမှာဖြစ်ကြောင်းပြောကြားခဲ့ပါတယ်။ သမ္မတချာဟာအီဂျစ်သမ္မတတူကီရဲ့သမ္မတနဲ့ကာတာစော်ဘွားတို့နဲ့အတူသဘောတူညီချက်ကိုလက်မှတ်ရေးထိုးခဲ့ကြတာဖြစ်ပါတယ်။ဟာမတ်စ်များလက်နက်ပြသင်းရေးတွေကစားမှအနာဂတ်အစိုးရဖွဲ့စည်းရေးတို့ပါဝင်နေသဘောတူညီချက်ဒုတိယအဆင့်နဲ့ပတ်သက်ပြီးသတင်းတောင်များကသမ္မတထရန့်ကိုမေးမြန်းရမှမကြခင်စတင်သွားမှာ ဖြစ်ဆောင်ဒီအဆင့်တွေဟာတစ်ခုနဲ့တစ်ခုဆက်ဆက်မှုရှိကြောင်းပြန်လည်ဖြေကြားခဲ့တယ်လို့သိရှိရပါတယ် Reporters asked the president when the second phase would start. Trump indicated it has already begun, but he did not provide details. The second phase touches on the disarmament of Hamas and the future form of governance in Gaza. Hamas has expressed reluctance to Israel's ဘက်ဆိုင်ရာတာဝန်ရှိသူများရဲ့ထုတ်ပြန်ချက်များအရ Hamas လက်နက်ကိုင်များထိမ့်သိမ်းထားတဲ့တစားကံများအနက်အသက်ရှင်ကျန်ရစ်သူ20စလုံးပြန်လည်လွတ်မြောက်လာခဲ့ပြီးနိုင်ငံတကာကျက်စီနီကော်မတီထံသို့လွှဲပြောင်းပေးခဲ့ကြောင်းသိရပါတယ်။တစားကံ48ဦးအနက်20ကံသာအသက်ရှင်ကျန်ရစ်တာဖြစ်ကြောင်း Israel တာဝန်ရှိသူများယုံကြည်ထားတာဖြစ်ပါတယ်။ Israel နဲ့ Hamas လက်နက်ကိုင်များအကြအပြည့်အခရဲစရေးသဘောတူညီချက်ပရမအစဉ်အယသဘော ဘောတူညီမှုဖော်ဆောင်ပြီးနောက်82နှစ်အရွယ်အတွင်းမှာပဲတစားကန်အားလုံးကိုပြန်လည်လှုပ်ပေးဖို့ပါဝင်လာခဲ့တာဖြစ်ပြီးတေဆုံတစားကန်များရဲ့ရုပ်အလောင်းများကိုပါအပိသက်လွှဲပြောင်းပေးဖို့ဖြစ်ကြောင်းသိရှိရပါတယ်ရှင်။